ယူကရိန်းကပူတင်ရဲ့နျူကလ িয়ার ကွန်တိန်နာ21လုံး40ရာဖို့စောင့်နေခဲ့တယ်2025ခုနှစ်အော်တိုဘာလ22ရက်နေ့နဲ့ National Identity မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာရှိတဲ့ Hazrat Shah Jalak Lezik ကနေ Rosakton အရာရှိတဦးဟာကုန်ပစ္စည်းတွေရောက်ရှိပြီးလုံခြုံစွာရှိနေတဲ့အကြောင်းအတိအပြည့်တဲ့ message တစ်ခုကို Moscow မြို့စီပေးပို့ခဲ့ပါတယ်။ ဒါမြင့်ကုံပစ္စည်း area တွေမှာ RER နျူကလ িয়ার စီမံကိန်းအတွက်ရည်ရွယ်ထားတဲ့အလေးချိန်18တန်ရှိတဲ့နျူကလ িয়ার အစိပ်ပိုင်းတွေရှိနေပါတယ်ဒီအစိပ်ပိုင်းချို့ဟာတရုတ်နိုင်ငံလို့ထိန်းချုပ်ရေးစနစ်တွေဖြစ်ပြီးနီးပြူဟာနျူကလ িয়ার ပေးပို့ရေးစနစ်တွေမှာအမြန်တက်ဆင်နိုင်အောင်လုပ်ထားတာပါဒီကုန်တင်မှုတွေဟာအာရှတလွှားမှာအင်အားကြီးမတဲ့အကြောင်းပြသဖို့ရုရှားရဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်ယူကရိန်းကရုရှားရဲ့ထောက်ပံ့ရေးလမ်းကြောင်းကိုရပ်ပေါင်း30ကျားစောင့်ကြည့်နေခဲ့ပါတယ် သူတို့ဟာ Starlink ဂျိုတူအချက်လက်တွေနဲ့ရုရှားထောက်ပံ့ရေးကွန်ရက်တွေကို digital ထိုးဖောက်ဝင်ရောက်ပြီးစာရွက်စာတမ်းအတူတွေဖော်ထုတ်ခဲ့ပါတယ်။ပြည်တော်စစ်မှုလုပ်ငန်းတုံးဓာတ်ရုပ်ပစ္စည်းလို့တစိုက်ကတ်ထားတဲ့ container တစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။တကယ်တမ်းတော့အဲ့ဒီ container ထဲမှာအပူဓာတ်ဖိအားသုံးဘုံကောင်းတွေတပ်ဆင်ထားတဲ့ Wild Hornets FPV drone 24စီးကိုထည့်ထားတာပါ။ဒီ drone တွေကအဝေးကနေအလင်းရောင်လှိုင်းနဲ့အသက်သွေးမှုညှိနှိုင်းစွာဆောင်းဆိုင်နေခဲ့ပါတယ်။အိန္ဒိယနယ်စပ်အနီးမှာနေရယူထားတဲ့ LEA 100ထောက်လိုင်း drone တစ်စီးဟာ 4K အာရုံကန်ကရိယာနဲ့ ကွန်တိန်နာရဲ့အပူလိုင်းလက္ခဏာကိုဖမ်းယူခဲ့ပါတယ်။ပြီးတော့ရေဒီယိုအချက်ပြမှုမရှိသတိပေးသံမပါဘဲလျှော့ဝှက်ကုတ်ပါတဲ့ sensor line တစ်ခုကိုပြစ်လွတ်လိုက်ပါတယ်။အတွင်းထဲက drone တွေဟာချက်ချင်းနိုးထလာခဲ့ပြီးအဲ့ဒီဂိုဒေါင်ဟာယူကရိန်းရဲ့တိုက်ခိုက်မှုစတင်မဲ့ဗဟိုချက်ဖြစ်သွားပါတယ်။နာနဲ့၈နာရီ55မိနစ်မှာတော့ဒါကာမြို့ရဲ့အနောက်ဘက်မိုင်30အကွာမှာဖုံးကွယ်ထားတဲ့ကွန်တိန်နာကားတစ်စီးက mothership drone ပြစ်လွတ်ဆက်၃ခုကိုဖြန့်ကျက်ပြီးတစ်ခုစီက wild hornets fpv drone ၈စီးကိုလွှတ်တင်ခဲ့ပါတယ်။ စုစုပေါင်း24စီးရှိတဲ့ drone တွေဟာခဏတာမြင့်တက်ပြီးတဲ့နောက်ပေ90အထိပြန်ကျယ်က radar အောက်မှာပြန်တန်းနိုင်မှုစေမြောင်းတွေနဲ့တီးနှံစိုက်ခင်းတွေပေါ်ကနေနှိမ့်ချပြီးပြန်တန်းသွားခဲ့ပါတယ် drone တိုင်းမှာပါတဲ့အပူဓာတ်ဖိအားသုံးဘုံကောင်းတစ်ခုချင်းစီဟာကြီးမားတဲ့လေထုတုံခါမှုကိုဖန်တီးနိုင်ပြီးပောက်ကွဲချိန်မှာ fahrenheit 2500ဒီဂရီကျော်တဲ့အထိအပူချိန်ကိုထုတ်လွှင့်ပေးနေပါတယ်နနက်၈နာရီမိနစ်30မှာတော့ဒါကာမျိုးကရေဒါအဖွဲ့တွေဟာထူးဆန်းအောင်တည်ထားမိခဲ့ပါတယ် စက္ကမိုင်းလေးအတွင်းမှာပဲမြန်နှုံတနအီကိုမိုင်း150နှုံနဲ့ပြန်တန်းနေတဲ့ drone အုပ်စုအစုဝေးတစ်ခုကိုတွေ့လိုက်ရပါပြီ။ဘင်္ဂလားဒေ့ရှ်စစ်သားတအုပ်ကလည်း M16 rifle နဲ့ drone တစ်စီးကိုပစ်ချလိုက်ရာ blasting နဲ့မိဂိုများဖြင့်ပောက်ကွဲသွားခဲ့ပါပြီ။ဒါပေမဲ့ပျော်ရွှင်မှုဟာဆော့လွန်နေပါပြီ။ Channel 23စီးဟာသူတို့ရဲ့အရှိန်နဲ့လမ်းကြောင်းဆက်ထိန်ထားခဲ့ပြီးပစ်ချခံရတဲ့ drone ဟာအာရုံလွှဲဖို့ပြတ်မှတ်တက်တာဖြစ်ပါပြီ။အဲဒီနောက်နဲ့9:45မိနစ်မှာဘင်္ဂလားဒေ့ရှ်တပ်မှုဟာ အန်ရီကတကယ်ရှိနေပြီဆိုတာသိရပြီးပြစ်မှတ်900နဲ့ပေ400အကွာမှာရှိတဲ့လုံခြုံရေးအရာရှိကိုဖုန်းခေါ်ခဲ့ပါတယ်။ရုရှားအရာရှိကမဆောင်တော့ပဲလှေဝက်ကုတ်ပါတဲ့ရေဒီယိုကိုကောက်ကင်ပြီးကာကွယ်ရေးစနစ်အားလုံးကိုအသက်သွင်းလို့အမိန်ပေးခဲ့ပါတယ်။နမိုင်အကွာမှာရှိတဲ့ရုရှားရဲ့ Panzer S1 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာချက်ချင်းပွင့်လာပြီးလျှက်စစ်မော်တာအချက်ပြမှုတွေကိုစတင်စကန်ဖတ်ပါရီ။အနီနာကစစ်သားတွေကလည်း IGLA ပခုံးထံဒုံးကျည်တွေကိုကင်ဆောင်ပြီး Anpine ကောင်းငင်ကိုစောင့်ကြည့်နေခဲ့ပါရီ။ မနက်9:00နာရီမှာ drone laser ဟာပေ80အထိမြင့်တက်သွားပြီးတမ်မနီကွန်တိန်နာအလွတ်အတုတွေနဲ့စုပုံထားတဲ့နေရာပေါ်မှာသာတာမိုအမိုက်တွေကိုပုံချခဲ့ပါသည်။ဒီနေရာဟာတကယ့်ကိုတောင်နဲ့ guide 60အကွာမှာရှိပါသည်။အဲ့ဒီတာမိုအမုံတွေဟာချက်ချင်းမီးလောင်ပြီး Fahrenheit degree 2000ကျော်လောက်အထိကိုအပူချိန်ထုတ်ပေးခဲ့ပါသည်။သူတဲတဲ့မိโกနက်တွေဟာအဆောက်အုံရဲ့အရှိတ်ချက်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီးမိသက်သမားတွေနဲ့ကင်မရာတွေကိုပြစ်မှတ်အမှန်ကနေလမ်းလွှဲသွားစေပါတယ်။တစ်ချိန်တည်းမှာပဲပေ1000အမြင့်မှာပြန်တန်းနေတဲ့ LEA 100ဒရုန်းဟာသူ့ရဲ့ 4K အနီးအောင်အောက်ရောင်ကြည့်အာယုန်ကန်ကိရိယာနဲ့မီးခိုးတွေကိုဖောက်ထွင်းကြည့်ပြီး QR code ကိုအသုံးပြုကာကွန်တိန်နာအမှန်ကိုရှာဖွေပါရယ်။ပြီးတော့ကွန်တိန်နာရဲ့အမှုကိုလျှို့ဝှက်ကုတ်ပါတဲ့အနီးအောင်ရောင်ကြည့်လေဆာနဲ့အမှတ်အသားပြုလုပ်လိုက်ပါရယ်။ကွန်တိန်နာအတွင်းမှာတော့လစ်သီယမ်ဘက်ထရီတစ်ခုဟာလျှက်စီးပတ်လန်းတို့စတင်ဖြစ်ပေါ်ပြီးအတွင်းကနေအပူပေးလာပါရယ်။ကွန်တိန်နာအမှန်ဟာအပူလိုင်းဖန်သားပြင်တွေမှာပတ်ဝန်းကျင်ကကုန်ပစ္စည်းတွေထက်3ဒီဂရီဖာရင်ဟိုက်တာပိုပူနေတာကိုဖြည်းဖြည်းချင်းမြင်နေရပါရယ်။ဒီအပူချိန်မြင့်တက်မှုဟာ နှိုးဆက်တွေကိုမမြည်စေခဲ့ပဲယူကရိန်းလေမှုတွေအတွက်ပြစ်မှတ်ကိုတော်ခတ်ဖို့လုံလောက်ခဲ့ပါတယ်။ drone 16စင်ဟာပေ20အမြင့်ကနေကုန်းမြူအုံပြူပြီးရွေးရှားမှုကိုဖုံးကွယ်ကဂိုဒေါင်စီကိုအနောက်ဘက်ကနေချိကပ်လာပါတယ်။အနောက်ဘက်က drone ၈စင်းကတော့ AL47 လှည့်ပြမီးရှို့တွေကိုလွှတ်တင်ခဲ့ရာအပူချိန်အာရုံခံကြိယာတွေရှုပ်ထွေးသွားပါရီ။ဒုံးကြီးတွေဟာပြစ်မှတ်အထုတွေကိုလိုက်လံပစ်ခတ်ရာလေထဲမှာတွေပောက်ကွဲသွားခဲ့ပါရီ။တချို့ဒုံးကြီးတွေဟာပြစ်မှတ်ကိုဆဲပြီးအကွာလောက်ကနေလွဲချော်သွားခဲ့ပါရီ။ ။အရှိတ်အချမ်းမှာတော့မိခိုးတွေပြေးနှံနေပြီးအရေးပေါ်အဖွဲတွေကမီးလောင်ရအတုအယောင်တွေကိုနှိမ့်တက်နေသေးပါ။စစ်သားတွေကလည်းကိုတော်ကလုံခြုံတယ်လို့ထင်နေပါဗျ။ဒါပေမဲ့ FFB လေးမှုရဲ့မျက်မှန်မှာတော့အစိမ်းရောင်ပြစ်မှတ်ဘောလ်ကပြစ်မှတ်အမှန်နေရာကိုပြသနေပါတယ်။ White Hornet drone တွေဟာကိုနေနာရဲ့ရွေလျားမှုအတိုင်းအချိန်နဲ့တပြေးညီနေရာကိုပြန်ညှိနေကြပါတယ်။သူတို့ဟာနောက်ဆုံးတိုက်ခိုက်မဲ့အကွာအဝေးကိုရောက်ဖို့စက္ကန့်ပိုင်းပဲလိုပါတယ်။မြေပြင်စနစ်အများစုကသူတို့ကိုမထောက်လန်းမိကြပါဘူး။ သူတို့ဟာအပေါ်က LEA 100ရဲ့တိရစ္ဆာန်အမိန့်တွေအတိုင်းလိုက်ပါပြီးမိဂိုတွေတဲကနေအာယုံခံကရိယာအများပြားကိုရှောင်းတိန်ကပြန်တန်းနေပါတယ်။တကဘာလုံးကငင်းချင်းအစီကိုသွားနေတဲ့အချိန်မှာတရုတ်နိုင်ငံကတော့ရုရှားကိုတိရစ္ဆာန်လက်နက်တွေရောင်းချနေရပါဒီလိုရဟာနိုင်ငံတကာရဲ့စီးမင်းတွေကိုစိန်ခေါ်နေတယ်လို့စစ်ပွဲနဲ့နာကျင်မှုတန်တရားကိုပုံမကြရှိစေမယ့်အန္တရာယ်ရှိနေစေပါအလုံးနဲ့ပဲနနက်9:55မိနစ်မှာယူကရိန်း drone အုပ်စုကြီးဟာတိုက်ခိုက်ဖို့အတွက်အစီအစဉ်ချပြီးသားဖြစ်နေပါတယ်။အနောက်ဘက်ကနေ Wild Hornets FPV drone ဆက်နစီဟာပေ20အမြင့်မှာနှိမ့်ချပြီးပြန်တန်းလာခဲ့ပါတယ်နောက်ထပ်ရှစ်စီကိုတော့တတော်အစုံပေါ်မှာပေ80အမြင့်နဲ့အရန်အဖြစ်ထားရှိပြီးတခြားပောက်ကွဲပစ္စည်းတွေကိုတင်ဆောင်ထားပါတယ်။ကြံလေးစီကတော့အာယုံလဲဖို့ပြင်မှတ်အတူအဖြစ်ဆောင်ရပြီးသူတို့မှာမီရှူမီဗန်တွေထပ်မံတင်ဆောင်ထားပါတယ်။ LEA 100 drone ဟာရွေလျားနေတဲ့ကွန်တိန်နာတွေကိုသူ့ရဲ့အနီရောက်ရောင်ကြီးလေးစားနဲ့ဆက်လက်အမှတ်သားလုပ်နေတာပါ။ရုရှားတွေကမီးလောင်မှုဟာအရန်နှီးစက်လာပြီလို့ထင်တာကြောင့်ကိုတော်အတွင်းမှာရှိတဲ့ကုန်ပစ္စည်းတွေကိုရွှေ့ပို့လုလာကြပါတယ်။ ကွန်တိန်နာရဲ့အပူချိန်ဟာပတ်ဝန်းကျင်လေထုထက် Fahrenheit 6ဒီဂရီပိုတက်လာပါတယ်။အတွင်းထဲမှာတော့ lithium battery ကအခုဆိုရင်အပူချိန်လွန်ကဲမှုနဲ့တောက်ပါနေပါပြီ။နာနက်9မိနစ်30မှာရုရှားတပ်ဖွဲ့တွေဟာတန်မာတဲ့မောင်းနှင်စက်နဲ့ဒီဇယ်တွန်းလှဲစနစ်ကိုအသုံးပြုပြီးကွန်တိန်နာကိုကိုရောင်ချမ်းမြေတစ်လျှောက်ဆွဲယူဖို့စတင်ခဲ့ပါတယ်။တာမုံအမိုင်နဲ့အာယုံလွဲထားတဲ့မိခိုးတွေဟာပြစ်မှတ်အမှန်စီကိုစတင်လွင့်ပြယ်လာတာကြောင့်အမြင်အာယုံကိုရောကြစေပါရည်။ဒုံးကြီးနှစ်စီးဟာအနောက်ဘက်ကဒရုန်းအုပ်စုစီကိုဥတီလာပါရည်။ဥဆောင်ဒရုန်းရဲ့လေယာဉ်မှုဟာ ထိန်ချုပ်ဆက်ကိုဘဲဘက်ကိုရုတ်တရက်ဆွဲလှည့်ပြီး 9G အရှိန်နဲ့ရှောင်းကွင်းနဲ့လှုပ်ရှားမှုကိုပြုလုပ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲသူ့ရဲ့နေကြဲထဲမှာလည်းတတိပေးတံအော်ဟင်နေပါတယ်။ဒုံးကြီးတစည်းဟာရှစ်ပေအကွာလောက်ကနေကျော်လွန်သွားပြီး drone ဟာမတိပဲကျင်ရခဲ့ပါတယ်။နနက်9:45မိနစ်မှာတော့ရုရှားတွေဟာအပြင်ဘက်က drone ထိန်းချုပ်အချက်ပြမှုတွေကိုဖျက်တောက်ဖို့မျှော်လင့်ခဲ့ပြီးမြောက်ချသွားပါပြီ။ယူကရိန်း drone တွေဟာမြင်ကွင်းအပေါ်အခြေခံပြီးသားထိန်းချုပ်မှုကိုအသုံးပြုနေကြတာပါ။ LEA 100ကတော့ဆက်သွယ်မှုဖြတ်တောက်တဲ့ area အထက်မှာပြန်တန်းနေပြီးမျက်လုံးနဲ့မြင်နိုင်တဲ့အနီးရောက်ရောင်ကြီး line တွေကိုအသုံးပြုခဲ့ပါတယ်။ကိုရောင်အတွင်းမှာတော့ရုရှားနီးပညာရှင်တွေက အပူလိုင်းဖန်သားပြင်တစ်ခုပေါ်မှာရုတ်တရက်အလင်းတစ်ချက်ကိုမြင်လိုက်ရပါပြီ။ကိုနေနာတလုံးရဲ့အပူချိန်ဟာ Fahrenheit 130ဒီဂရီကျော်နေပါပြီ။ဝန်ထမ်းငယ်တစ်ယောက်ကလည်းဖန်သားပြင်ကိုလက်ညှိုးထိုးပြခဲ့ပြီးမှသတိပေးချက်ကိုလစ်လူရှုခဲ့ပါရစေ။စနစ်ကဝင်လာတဲ့အချက်ပြမှုမရှိသေးဘူးလို့ပြသနေတာကြောင့်သူတို့ကတိုက်ခိုက်မှုရှက်တန့်သွားပြီလို့ပဲယူဆလိုက်ပါရစေ။ တကယ်တမ်းမှာတော့ယူကရိန်းဒရုန်းတွေဟာနောက်ဆုံးလုံခြုံရေးစီကိုကျော်ဖြတ်ပြီးကုန်တင်ကုန်ချစိတ်ကန်းကနေဂိုင်း20အကွာကိုရှောင်နေပါပြီ။ဥဆောင်ဒရုန်းလေယာဉ်မှုရဲ့ FPV မျက်မှန်မှာလည်းအစိမ်းအောင်အမှတ်အသားပေါ်လာတော့နောက်ဆုံးပြစ်မှတ် area ကိုအတည်ပြုလိုက်ပါတယ်။သူဟာပြစ်ခတ်ဖို့အမင်းကလပ်ကိုနှိပ်ပြီးဒရုန်းရဲ့1 byte ကနေသေးငယ်တဲ့ဘူးတစ်ခုကိုထုတ်လွှင့်လိုက်ပါတယ်။အရာက Fahrenheit 16ဒီဂရီနဲ့လောင်ကျွမ်းနေတဲ့ AL47 လှဲပြမီရှုပါသူရဲ့ drone ကိုလိုက်လံထောက်လန်းနေတဲ့ဒုံးကြီးဟာမီရှုကိုပြတ်မှတ်ဖြစ်ပြောင်းလိုက်တဲ့အခါ မြေပြင်အထက်ပေတရာမှာပောက်ကွဲသွားပြီး drone အမှန်ကတော့ရှေ့ဆက်ပြန်တက်သွားပါတယ်။နနေဆယ်နိုင်တတိမှာတော့ Wild Hornet drone 6C ရဲ့ပထမလှိုင်းဟာကိုတောင်ဘေးဘက်ကိုတိုက်ခိုက်ခဲ့ပါတယ်။သူတို့ရဲ့အပူဓာတ်အားသုံးဘုံကောင်းတွေဟာတတ်မှတ်ထားတဲ့ပုံစံတိုင်းပောက်ကွဲခဲ့ပါတယ်။ပောက်ကွဲမှုတစ်ခုစီဟာတစ်သက်တမတစ်စက္ကန့်ချာပြီးနောက်မှာဖြစ်ပေါ်ခဲ့တာပါ။ဒါကတမရိတန်ရံကိုအရင်ဖြတ်တောက်ဖို့အချိန်ရစေပြီးမှဖီးယားမြင့်လေလောင်စာရောဆက်မှုနဲ့အဓိကပောက်ွဲမှုလိုက်ပါလာပါရီ ဒီပောက်ကွဲမှုကပြင်းထန်တဲ့အတန်မဟုတ်ပဲနိုင်တဲ့လေဒူတုံခါမှုကိုဖန်ဒီကအဆောင်တစ်ခုလုံးကိုဖျက်ဆီးသွားခဲ့ပါတယ်။အတွေ့အထဲမှာတော့ဖီးယားဟာတက်စတူရန်လမ်းမကိုပေါင်တထောင်ကျော်အထိမြင့်တက်သွားပါတယ်။အနီနာကကွန်တိန်နာတွေကလည်းအရေးပြောသွားခဲ့ပါတယ်။တမ်မနီတိုင်တွေပြုတ်ထွက်သွားပြီးမီလုံကြီးဟာဖာရင်ဟိုက်2500ဒီဂရီအထိရောက်ရှိခဲ့ပါတယ်။လေးစကန်ကြာပြီးတဲ့နောက်ဒုတိယပောက်ကွဲမှုတစ်ခုထပ်ဖြစ်ခဲ့ပါတယ်။လေထဲမှာပြန့်နှံ့နေတဲ့အငွေ့ပြန်လောင်စာတွေဟာအောက်ဆီဂျင်ကျွဲဝါးတဲ့နေရာတွေမှာထပ်မံလောင်ကျွမ်းခဲ့ပါတယ်။ ဂိုရောင်ရဲ့မျက်နှာကျက်ဟာလေးပြင်းမြင့်တက်သွားပြီးတဲ့နောက်တမ်မနီနဲ့ကွန်ကရစ်အပြည့်အစည်တွေလှိုင်းလုံးလိုပြိုကျသွားခဲ့ပါတယ်။ပြင်မှတ်ထားတဲ့ကွန်တိန်နာကိုတန်30ကျော်ရှိတဲ့အပြည့်အစည်တွေအောက်မှာမြုပ်ပစ်လိုက်ပါတယ်။အချင်းပေ90အနက်6ပေရှိတဲ့မြေရင်းကြိုင်တစ်ခုချက်ချင်းဖြစ်ပေါ်လာပါတယ်။ကုန်ကွန်ကရစ်အပိုင်းစားတွေဟာဂိုက်80အထိလွင့်စင်ကကုန်တင်ကားတွေပစ္စည်းတင်စင်တွေနဲ့အပြင်နေရာတွေမှာဆွဲမြဲနေခဲ့ပါတယ်။ နောက်ပိုင်းထောက်လိုင်းမှတ်တမ်းတွေအရဒရုန်း၅စီးဟာပထမပောက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့အပေါက်ကနေမြောက်ဘက်ကနေဝင်ရောက်ပြီးပြိုကျတဲ့နေရာတွေကတဆင်အပူပေးဖိအားသုံးတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ခဲ့ပါတယ်။ဒရုန်း၅စီးဟာတွန်းလဲစဉ်ကိုတိုက်ရိုက်ထိမှန်ပြီးပောက်ကွဲမှုကြောင့်စစ်သားနှုတ်ကိုမီးလောင်စေခဲ့ပါတယ်။ပစ္စည်းမတင်နိုင်တဲ့ဆက်ကိုအပြေးပိုင်ဖျက်ဆီးပစ်ခဲ့ပါတယ်။နနေ့စနေ15မိနစ်မှာတော့နောက်ဆုံးဒရုန်း၄စီးချိကပ်လာခဲ့ပါတယ်။နှစ်စီးကဒုတိယပောက်ကွဲပစ္စည်းတွေကိုတည်ဆောင်လာပြီးကျန်နှစ်စီးကအရှိတ်ဘက်နိုင်ငံစီးကိုအချိန်ပြင်းပြင်းမီးလောင်စေတဲ့ဘုံတွေပစ်ချခဲ့တာပါ အဲ့ဒီဖောက်ထွင်းမှုကြောင့်အပိုထိန်ချုပ်စနစ်တွေနဲ့တအား unit စထားရှိတဲ့အောက်ဖက်သွန်းလောင်စခန်းတွေကိုပွင့်ထွက်သွားစေခဲ့ပါတယ်။စကမိုင်းအတွေ့မှာပဲပောက်ကွဲစီတဲ့ drone နှစ်စီးဟာပွင့်နေတဲ့နေရာတွေကိုထိုးဆင်းသွားပါတယ်။ပောက်ကွဲမှုကြောင့်သွန်းလောင်ကန်းဟာဖိအားမြင့်မီးဖို့အဖြစ်ပြောင်းလဲသွားပြီးအပူဓာတ်ဟာကွန်ကရစ်ကြမ်းမြင့်အောက်ဖက်ကလျှက်စစ်ပိုက်လိုင်းတွေကိုဝင်ရောက်ခဲ့ပါတယ်။အဆောင်တစ်ခုလုံးမှရှိတဲ့ server စင်တွေနဲ့ပလန်ပြတွေအလုံးကိုစက်တိုက်ဖြည့်ဆည်းစေပါတယ်။ကွင်းစင်လေးလာဆန်းစစ်သူတွေကဒေါ်လာ350ကျော်ဆုံးရှုံးခဲ့တယ်လို့ခန့်မှန်းရပါတယ်။ ဒီဆုံးရှုံးမှုကနျူကလ িয়ার အဆင့်အစိတ်အပိုင်း18တန်းအလိုလျောက်ထိန်းချုပ်ယူနေ12ခုဖိအားမြင့်လောင်စာထိုးသွင်းကြိယာ10ခုနဲ့တန်လိုက်စက်ကွင်ကာကွယ်စနစ်6ခုလို့ပါပါတယ်။ပြန်လဲတိစားဖို့အတွက်ကတော့အချိန်18လလောက်ယူရပါလိမ့်မယ်။အပြည့်စည်းတွေကနေတွေ့ရတဲ့အစိတ်ပိုင်းမှတ်ပုံတွေများတွေမှာတချို့စနစ်တွေဟာတရုတ်နိုင်ငံလို့တစိ့တွေပါဝင်တာကြောင့်တန်ယုံတော်တော်များများမှချက်ချင်းစိုးရင်ပူပန်မှုတွေဖြစ်စေခဲ့ပါတယ်။တိုက်ခိုက်မှုပြီးဆုံးသွားခဲ့ပေမဲ့နိုင်ငံရေးအရာရိုက်ခတ်မှုတွေကတော့အခုမှစတင်နေပါပြီ။ ယူကရိန်းဟာသူတို့ရဲ့တမိုင်းမှာအနက်ရှိုင်းဆုံး drone တိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့ပြီးနောက်ဆက်တွဲတိုက်ရောက်မှုတွေကဆက်လက်လှုပ်ခံနေသေးပါ။တကမ္ဘာလုံးကငြိမ်းချမ်းစေဦးတည်နေချိန်မှာတရုတ်နိုင်ငံကတော့ရုရှားကိုလက်နက်တွေတိစိတ်ရောင်းချနေပါရီ။ဒီလို့ရဲ့ဟာနိုင်ငံတကာရဲ့စီးမြင့်တွေကိုစိန်ခေါ်နေတယ်လို့စစ်ပွဲနဲ့နာကျင်မှုတန်တရားကိုပုံမရှိကြစေမဲ့အန်ဒီရဲ့ရှိနေတဲ့အကြောင်းဖျော်ပြရေးပြဆက်အနေနဲ့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။